ခင်ဒီတလုံးကြောင့်ကိုဝင်ရသွားရတဲ့မင်းသမီးလေးဟာပြင်းနှံတန်ခံရပြီးနမ့်ပင်မြလဲခေါင်ကချွနာကိုသွားနေရတယ်။ချိန်စားတဲ့မျိုးသားတယောက်ဖြစ်တဲ့ထောင်းဆန်ပွန်ရောက်တကောင်စီကနေသူဆက်နဲ့ပစ္စည်းတစ်ခုရရှိတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဘလို့ဆက်သိမ်းမလဲဆိုတာပြောရွှင်ဖွယ်ရှုစားခန်းစားရမယ်။ချိန်စားတဲ့လူသားထောင်းဆန်ပွန်ကအပြောင်းလဲအကြောင်းကိုနားဆင်ကြပါအောင်ရှင်။ ပိုရှိရှေရုံကထိုင်းနိုင်ငံကန်ဖန်ဖေးပြီမှာနမ်ပင်ပင်လေခေါမှာကော့ခီလိန်လို့ခေါ်တဲ့ကျွန်းလေးတစ်ခုရှိတဲ့အဲ့ဒီကျွန်းလေးပေါ်မှာမွေးရပါတကူလုံးကောင်းစားချေစုံအဖူးပိတ်တွေပြည့်နေနေတဲ့ယောက်ျားတစ်ယောက်ရှိခဲ့တယ်ဒီလိုဖူးပိတ်တွေကြောင့်ပဲရွာသားတွေက၎င်းမျိုးသားကိုထောင်းဆန်ပွန်လို့ခေါ်ကြတဲ့နောက်တစ်ဆက်ထဲမှာပဲ၎င်းကော့ခီလိန်ကျွန်းကိုလည်းကော့တာပွန်ဆိုပြီးပြန်ပြောင်းခေါ်ဆိုခဲ့ကြတဲ့ထောင်းဆန်ပွန်ဟာတီးပင်စားပင်ချန်ဆိုင်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး ၎င်းဆိုင်တဲ့တီးပင်စားပင်တွေဟာလည်းပြည့်ဖြိုးထွားကျိုင်းတဲ့အတီးအရွက်တွေဖြစ်တဲ့အထူးသဖြင့်ခရမ်းသီးတွေဟာပြည့်ဖြိုးပြီးတာမန်ခရမ်းသီးတွေအတွက်အရေးအစားကြီးတဲ့ဒီလိုပြည့်ဖြိုးထွားကျိုင်းနေတာကလည်းထောင်စံပွန်ဟာနေတန်းကယူတဆိုင်နဲ့စိုက်ပျိုးပေးတာကြောင့်ပဲဖြစ်ပါတယ်သူဟာအေးအေးဆေးဆေးနဲ့အပူပင်ကင်းစွာနေတတ်တဲ့သူတယောက်ဖြစ်တဲ့တရက်မှာတော့ကံဖန်ဖေးမျိုးစာမင်းကြီးရဲ့သမီးတော်နန်းဦးစာဟာအလဲထွက်ရင်းခရမ်းသီးစားခြင်းစိတ်ဖြစ်လာတဲ့အဲဒါကြောင့်အချွေး ရန်နဲ့တူခန်တီစားရဖို့မြို့ရွာအနှံထီရှာဖွေနေခဲ့တယ်။ရှာရင်နဲ့တနီယာမှာမင်းသမီးနန်းဥစာဟာထောင်းစံပွန်ဆိုင်ပြိုးထားတဲ့အရန်ကိုဖွံ့ဖြိုးထွားကြိုင်းပြီးစားဖို့အသင့်ဖြစ်နေတဲ့ခန်တီကြီးတွေကိုသွားတွေ့တဲ့။မင်းသမီးဟာအချွေရန်တွေကို ထောင်းစံပူစီကခန်တီတွေသွားတောင်းခိုင်းတဲ့။ထောင်းစံပွန်ဟာမင်းသမီးလေးကိုမြင်မြင်ချင်းချစ်မြတ်နိုးစေဖြစ်သွားခဲ့တယ်။အဲ့ဒီချစ်မစ္စာစိတ်ကြောက်မဲ့ထောင်းစံပွန်ဟာမင်းသမီးလေးအတွက်ခန်တီတွေအများကြီးပေးလိုက်ပါတယ်။မင်းသမီးလေးဟာခန် န်တီတွေကိုဟင်းရအမြောက်များချက်စားစေပြီးစားချင်တဲ့စိတ်ဆန္ဒပြေဝသွားခဲ့ပါတယ်။မင်းသမီးလေးဟာထောင်းဆန်ပွန်ရဲ့ခရင်တီတွေစားလိုက်တဲ့အချိန်မှာတော့အထင်မှတ်ပဲကိုဝင်ရသွားတဲ့တကယ်တမ်းလဲမင်းသမီးလေးကမိသူနည်းများအတူမနေပဲကိုဝင်ရသွားခဲ့ပါတယ်။ဖခင်မျိုးစာမင်းကြီးဟာသမီးဖြစ်သူရဲ့ဖြစ်ပျက်ကိုကြားသိလိုက်တဲ့အခါမှာအလွန်ဒေါသထွက်ပြီးမင်းသမီးရဲ့ကိုဝင်ဟာဘသူနဲ့ရခဲ့တယ်လဲဆိုတာနှီးမျိုးစုံနဲ့စစ်ဆေးမေးမြန်းခဲ့ပေမဲ့လေမင်းသမီးလေးဟာမပြေနိုင်ခဲ့ပါဘူး။မျိုးစာမင်းကြီး ကတမီးဖြစ်သူကိုဝင်းဟာဘသူနဲ့ရခဲ့တယ်လဲဆိုတာမသိပေမဲ့လည်းမိန်းသမီးလေးကိုအနှဲငယ်များအစီဆိုးခြင်းမရှိခဲ့ပါဘူး။ဖခင်မေတ္တာကြောင့်ကိုဝင်းနဲ့တမီးဖြစ်သူကိုမပြစ်ပေပဲကိုကြီးစောက်ရှောက်ဖို့အချွေအရံများကို ထားပေးခဲ့တယ်။တနေ့မှာတော့ကိုဝင်းရဲ့အရင်အမှန်နဲ့မွေးဖွားတဲ့အချိန်ရောက်ရှိလာပြီးမိန်းသမီးလေးဟာအလွန်ချစ်စရာကောင်းတဲ့တာလီတယောက်ကိုကောင်းမွန်စွာမွေးဖွားပေးနိုင်ခဲ့တယ်။တာလီကိုအဖိုးဖြစ်သူမျိုးစားမင်းကလည်းအလွန်မဲချစ်မြတ်နိုးတဲ့ကလေးငယ်လေးကိုကောင်းမွန်စွာကျွေးမွေးစောက်ရှောက်ပေးကြပြီးကလေးငယ် ငယ်လေးဟာလည်းကြီးပြင်းလာခဲ့တယ်။တီးတက်တဲ့အရွယ်ရောက်လာတဲ့မြင်းပြည်သူလေးကိုတနာကူးနာတက်ပြီးယူဆာမင်းကြီးကကလေးရဲ့ဖခင်ကိုစတင်ရှာဖွေဖို့ဆုံးဖြတ်လိုက်ပြီးနောက်တမျောလုံးမှရှိတဲ့ယောက်ျားသားတွေကိုစားစရာမုန်းတစ်ခုစီယူဆောင်လာစေပြီးကလေးငယ်ကိုမြူဆွဲစေတဲ့။ကလေးငယ်လေးကိုမြူဆွဲလိုက်တဲ့အခါမှာကလေးငယ်လေးဟာ၎င်းယောက်ျားစီလေးဖက်ထောက်သွားပြီးမုန်းကိုယူဆောင်လာမယ်ဆိုရင်၎င်းယောက်ျားသားကိုကလေးရဲ့ဖခင်ဖြစ်ထားမြောက်မယ်လို့ဆိုအော်လိုက်တဲ့။မြူဆာမင်းကြီးရဲ့ကလေး င်းငယ်ဖခင်ရှာပုံတော်တည်င်းကိုကြားလိုက်ရတဲ့ယောက်ျားသားချင်းငယ်ပေါင်းတို့ဟာကလေးငယ်လေးစီမုံမျိုးမျိုးနဲ့ကစားစရာအဆုံးကိုနေတန်းယူဆောင်လာကြပြီးယူစာမင်းကြီးရဲ့တမတ်ဖြစ်ဖို့အရေးကြိုးပမ်းကြတဲ့လူပဲကြိုးစားကြပါစေကလေးငယ်လေးဟာဘသူစီမာမမသွားပဲနေနေတဲ့တနေ့ထောက်ဆံပွန်ဟာကောင်းချင်းအေးအေးလေးတစုပ်ကိုကလေးငယ်လေးစီပေးဖို့ဝိတပင်ထဲကိုရောက်ရောက်ချင်းမှာပဲကလေးငယ်လေးဟာပြုံးပျော်ရွှင်ပြီးထောက်ဆံပွန်စီကိုချက်ချင်းလေးဖက်ထောက်သွားလိုက်တဲ့ကလေးငယ် ယ်လေးဟာထောင်းစံပွန်စီကကောင်းချင်းစုပ်လေးကိုလမ်းယူလိုက်ပြီးညင်ရီရှက်ရီစားလိုက်တဲ့ဝဲတပင်ထဲမှာရှိတဲ့ပရိသတ်တွေဟာလည်းအိုးအိုးချက်ချက်ဖြစ်ပြီးအံ့ဩသွားတဲ့။ဘာကြောင့်လဲဆိုတော့ထောင်းစံပွန်ဟာကလေးငယ်ရဲ့ဖခင်မျိုးစမင်းကြီးရဲ့တမက်ရထူးကိုရသွားတော့မှကြောင့်ပဲဖြစ်တဲ့။အဲ့ဒီခါမှာတော့မျိုးစမင်းဟာအလွန်ဒေါသထွက်ပြီးဟူပင်းတွေနဲ့ပြင်းထန်ပြီးရုပ်ဆိုးနေတဲ့ထောင်းစံပွန်ကိုတမက်အဖြစ်လက်မခံနိုင်တာကြောင့်သမီးနဲ့သားလေးကိုပါမျိုးပြင်ထွက်စီပြီးထောင်းစံပွန်နဲ့အတူသွားနေစီတဲ့။ထောင်းစံ ံပွန်ဟာလည်းမင်းသမီးနဲ့ဒါလေးကိုမိမိနေရဲ့ကော့တာပွန်ချွန်းစီခေါ်ဆောင်သွားခဲ့ပြီးမင်းသမီးဇနီးမောင်နှံတို့ဟာကိုအားကိုကူကြရပြီးတီးနှံလေးများစိုက်ပျိုးကာအတက်မွေးဝမ်းကြောင်းခဲ့ကြတယ်။မင်းသမီးလေးဟာပြင်ပန်းစွာဘဝကိုရုန်းကန်နေရပြီမဲ့မိသားစုလေးဟာပျော်ရွှင်စွာနေထိုင်ကြတယ်။ထောင်စံပွန်ဟာဖခင်ကောင်းပြီးသားသူပြီးပြီးလူကိုအရန်စူးစားပြီးဇနီးနဲ့ဒါလေးကိုအလုံချစ်မြတ်လို့တဲ့။ဒီနေ့မှာတော့ထောင်စံပွန်ဟာမြစ်ထဲလေလောသွားပြီးငါးသွားရှာဖို့ထွက်ခဲ့တယ်။အဲ့ဒီနေ့လေးဟာ အယံကိုတာယာတဲ့နေလေတနည်းဖြစ်ပြီးပိုက်ကွန်ဖြန်လိုက်တဲ့အခါမှာပဲပိုက်ကွန်ထဲငါအများပြားမိတဲ့ထောင်းဆန်ပွန်ဟာငါရီကို လေပေါ်တင်ပြီးအင်ကိုပေါ့ပါပျော်ရွှင်စွာ အင်ကိုပြန်သွားပြီးတတိမထားမိခင်မှာပဲငါရီဟာရွှေအဖြစ်ပြောင်းလဲသွားတဲ့အဲ့ဒီချိန်ကစပြီးမင်းသမီးတို့ဇနီးမောင်နှံမိသားစုလေးဟာရွှေငွေနဲ့အုပ်စားပစ္စည်းပြည့်စုံပြီးချမ်းသာစွာနေနိုင်ခဲ့ကြတဲ့ထောင်းဆန်ပွန်မိသားစုရဲ့ချမ်းသာကြွယ်ဝမှုဟာရွှေချီနဲ့ရက်လုတ်ထားတဲ့ပခတ်နဲ့အိတ်နိုင်တဲ့ထိ ီချမ်းသာတဲ့မင်းသမီးလေးတို့ရဲ့မိသားစုဟာအရန်ကိုကျဲဝချမ်းသာကြတာကြောင့်တငယ်လေးကိုရွှေပခန်းလိုအမိပေးကြပြီးနှစ်ပေါင်းများစွာချမ်းသာစွာနေထိုင်ခဲ့ကြတယ်။ဒီနေ့မှာတော့အလုံးမလုံးပဲမနေနိုင်တဲ့ထန်းဆောင်ပွန်ဟာပေါတူ ပေါပြားတွေထည့်ပြီးချောင်းဆက်ပေးမှမြက်တွေ ရှင်းဖို့လှုပ်လိုက်တော့မယ့်အချိန်မှာတော့ထူးဆန်းအံဖွယ်ဖြစ်ရတဲ့ခု ပေါ်လာပြန်တဲ့ထောင်ဆန်ပွန်ရှင်းလင်းလိုက်တဲ့မြက်ပင်တွေဟာလည်းမူလအတိုင်းပြန်လဲပေါက်ဖွားရှင်းတန်လာတဲ့ထောင်ဆန်ပွန်ဟာအယံကိုအံ့ဩသွားပြီးအဖြစ်ပြက်တွေကိုငင်းကြည့်နေတဲ့အချိန်မှာပဲမျောလေးတကောင်ဟာချုံပုတ်ကြတဲ့ကနေလက်ထဲမှာလည်းပုံတလုံးပါကင်ထားပြီးထွက်လာခဲ့တယ်။မျောကလေးပုံကိုတီးတဲ့ခါတိုင်းထောင်ဆန်ပွန်ရှင်းလင်းလိုက်တဲ့မြက်ပင်တွေဟာချက်ချင်းပဲငကိုမူလအတိုင်းပြန်လဲရှင်းတန်လာတာကိုတွေ့ရတဲ့ဖြစ်ပြက်ကိုတွေ့ရတဲ့ထောင်ဆန်ပွန်ဟာမျောကလေးရဲ့ပုံကိုစိတ်ဝင်စားသွားပြီးမျောကလေးစီက နေပုံကိုရအောင်ယူလိုက်တဲ့ရောက်ကလည်းခြုံချထဲထွက်ပြေးသွားပြီးနောက်မှာတော့ထောင်းဆန်ပုံဟာဘုံကလေးကိုဘလို့သုံးရမလဲဆိုတာသိရဖို့ဆူတောင်းလိုက်တယ်အဲ့ဒီနောက်ဘုံကိုတစ်ချက်တည်းရင်စုတစ်ခုတောင်းလို့ရတယ်ဆိုတာသိခဲ့ရတယ်ထောင်းဆန်ပုံဟာဘုံကိုပိုက်ပြီးအင်ကိုချက်ချင်းပြန်သွားပြီးမိသမီးကိုအကျိုးအကြောင်းပြောပြခဲ့တယ်မိသမီးတို့စနီးမောင်နှံဟာ၎င်းတို့နေတဲ့ကော့တာပွန်ကျွန်းလေးမှာစီပင်တရားပြီးမြို့ကြီးဖြစ်ထွန်းဖို့အာယုံပြုဆူတောင်းလိုက်ကြတယ်အဒိဋ္ဌံဆူတောင်းကြ ပြီးနောက်ဘုံကိုတစ်ချက်တီးလိုက်တဲ့ခါမှာတော့ချက်ချင်းပဲခန္ဓာထဲဝါတဲ့နန်းဆောင်များနဲ့တာယာဝပြောပြီးလူစီကားတဲ့မြို့တော်ကြီးတစ်ခုပေါ်ပေါက်လာခဲ့တဲ့အဲ့ဒီနောက်ထောင်ဆန်ဘုံဟာမြို့တော်ကိုအုပ်ချုပ်ရတဲ့ဘုရင်ဖြစ်ပြီးနမီနန်ဥစာဟာမိဖုရားအဖြစ်နဲ့အတိုင်းပြည်ကိုအေးချမ်းတာယာစွာသက်ဆုံးတိုင်းအုပ်ချုပ်ခဲ့ကြလေတဲ့ဒီနေ့တင်ဆက်ပေးတဲ့အကြောင်းလေးမှာတော့ဂျိန်စာတဲ့လူသားထောင်ဆန်ဘုံဘဝပြောင်းလဲလေးအကြောင်းပဲဖြစ်ပါတယ်။ကဲ၍အချက်အလက်များလွှဲမှချင်းတော့မဟုတ်ချန်ရှိခဲ့သည်ရှိတော့ကျမတို့ ဲ့သားများမှာတောင်းပန်အပ်ပါတယ်ငင်းချင်းတို့ဒီဆလမ်လေးများချိန်နေတဲ့ရင် like subscribe and share လုပ်ပြီးဖို့မမေ့နဲ့နော်ဆုံးထိကြည့်ရှုအပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်